Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့တော်ရီမှကြည့်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့အခုချိန်ကရာသီဥတုအပြောင်းလဲဖြစ်တဲ့အခါမှာလူတော်တော်များများကနေမကောင်းမချမ်းမှဖြစ်ကြပါတယ်เนาะကျွန်တော်ကိုယ်တိုင်လည်းခုတုတ်ကွေးမိနေပါတယ်ဒါပေမဲ့လည်းဒီညသတင်းတွေကိုတင်ဆက်ဖို့ကျွန်တော်ရောက်ရှိလာပါပြီเนาะဟုတ်ကဲ့ရေစုပ်ကျွန်တော်လိုရီတိုရှင်သတင်းနဲ့စလိုက်မယ်เนาะ ပထမဆုံးသတင်းတစ်ပုဒ်ကတော့စကိုင်းနဲ့မကွေးပါနှီးပညာမြင့်ထားတဲ့ spy balloon တွေအသုံးပြုကင်းထောက်လာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့မြန်မာပြည်အလဲပိုင်းစကိုင်းတိုင်းနဲ့မကွေးတိုင်းမြို့နယ်တွေပါကင်းထောက် drone တွေအစားတို့အနေနဲ့ spy ဘလုံးတွေကိုအော်တိုဘာလ18ရက်နေ့ကလေးကစတင်အသုံးပြုလာတယ်လို့စီရီသတင်းမြစ်ကပြောပါတယ်နော်အဲ့တော့ဘိုးပြန်ပူပေါင်းနေတဲ့အပေါ်မှာ CCTV ပုံစံပါနော်ကင်မရာတွေထားပြီးမှကျွန်တော်တို့တော်လိုင်းတစ်ခွက်ရဲ့လှုပ်ရှားမှုတွေကိုချက်မဲ့စစ်ကောင်စီစောင့်ကြည့်နေတာဖြစ်ပါတယ်အဲ့ဒါကလေရင်သို့မဟုတ် Jet Copter ပေါ့နော်တခြားစက်တလေရင်နဲ့စာရင်တော့သူကကုန်ကြစိတ်နေတဲ့အတွက်နှီးမျိုးစုံနဲ့သူတို့ကဒီတော်လိုင်းကြီးကိုဒီဖြိုခွဲဖို့လှုပ်ဆောင်နေတာဖြစ်ပါတယ်နော်အဲ့တော့တော်လိုင်းအဖွဲ့တွေ2ဝဲ3ထားဖို့လိုပါတယ် နောက်ထပ်သတင်းပုဒ်ကတော့စစ်ကော်မရှင်ရွေးကောက်ပွဲကိုထောက်ခံခြင်းသည်ကြားဖြန့်စင်တာများတရားဝင်အောင်ကူညီခြင်းဖြစ်တယ်လို့ကျွန်တော်ဒီဒေါက်တာဝင်းမြတ်အေးကပြောလိုက်တယ်ဆိုတဲ့သတင်းမဖြစ်ပါဘူးเนาะအဲ့တော့တကယ်ရမ်းပန်ပါတယ်ချက်မစစ်ကောင်းဆောင်ရှိလို့ဒီကြားဖြန့်ဆိုတာရှိနေတာပေါ့เนาะဒီကောင်ပျောက်သွားရင်ဒီကြားဖြန့်ဆိုတာလည်းပျောက်သွားမှသိချပါတယ်အခုဆိုရင်ဒီအာနာသိပြီးမှပဲဒီကြားဖြန့်ဆိုတာကကြီးကြီးမားမားပေါ်လာတာပေါ့เนาะဟိုတုန်းကလည်းရှိရှိလိမ့်မယ်ဒါပေမဲ့သူတို့တေယုံ ီ reporting မလုပ်ရဲဘူးနော်အခုဆိုရင်တော့ပြောမနေနဲ့ပြည်သူတွေရဲ့ဖုန်းတွေထဲမှာနေ့စဉ်ရတိုက်ပါဘောနော်ဒီကြားဖြတ်လေလေချင်းတွေကနေ့နေမျိုးစုံတွေကိုလေလေနေတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့မင်းအောင်လိုက်ပြုတ်မှာပဲဒီကြားဖြတ်ကလည်းပြုတ်မှာဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့မုံရမာအင်ချမ်းမြေပွဲစားတွေပြန်ပေးဆွဲခံနေရပြီးတော့သိန်း9000တွေပြန်ယူခိုင်းနေတဲ့အခြေအနေဖြစ်ပါတယ်เนาะအဲ့တော့အိမ်လိုက်ပြမယ်ဆိုပြီးဖုံးဆက်ပြီးခေါ်သွားတယ်တဲ့သူတို့ချိနေတဲ့ရောက်တော့ပြန်ပေးဆွဲသွားတာလို့နီးစက်သူမျိုးသမီးတူကပြောပါတယ်เนาะအဲ့တော့မုံရမာတဲ့နာမည်နည်းနည်းလေးနာမည်ထွက်လိုက်နေထွက်လိုက်တာနဲ့အဲ့ဒီကောင်ပြန်ပြီးခွဲဆွဲခံရပြီးသားမှတ်တယ်ဒါကြောင့်တော်တော်များများလည်းမုံရမာမရှိကြတော့အကုန်ပြေးကုန်ပြီလို့မုံရမျိုးကမျိုးသားတူကပြောပါတယ်เนาะအဲ့တော့အင်ချမ်းမြေပွဲစားတွေကပတ်စံရှိတယ်ဆိုတော့သူတို့သိတဲ့အတွက်သူတို့အဲ့လိုမျိုး ီလူပြန်ပေးဆွဲပြီးတော့ပတ်စံတောင်းနေတာဖြစ်ပါတယ်အဲ့ဒါကတော့မင်းအောင်လည်းရဲ့ဒီအချက်စရိုက်တွေဖြစ်ပါတယ်เนาะအခုဆိုလဲစစ်မှုရဥပဒေနဲ့ပတ်သက်ပြီးတော့လူတွေကိုပြန်ပေးဆွဲပြီးတော့တိုင်းရိုင်းနဲ့ချီတောင်းနေတဲ့အခြေအနေဖြစ်ပါတယ်နောက်ထပ်တဲ့ဘုတ်ကတော့စတောင်းမြင့်အရှိတ်ဘက်ချမ်းကစစ်တပ်စကန်ကိုနေပြီးတော့ပြည်ထဲကတိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကောင်းမှုဖြစ်ပါတယ်စတောင်းမြင့်အရှိတ်ဘက်ချမ်းကရွာတိကျွာမှာအင်အား60ဝင်းကျင်တဲ့အထိုင်စကန်ချတာတဲ့စစ်ကောင်စီတပ်ကိုနေပြီးတော့တိုင်းစစ်ဌာနချုပ်လက်အောက်တရင်တွေစူပေါင်းဖွဲ့ထားတဲ့ဗျူဟာစစ်ကြောင်းကအောက်တိုဘာ20ရက်နေ့မှာဝင်တိုက်ခဲ့တာလို့သိရပါတယ်ပေါ့နော်အမှဆိုရင် drone ဖြစ်ဆက်ပါဝင် MA1 စက်တလက် MA MA11 တလက် MA3 တလက် G3 သုံးလက်60မမတလက် pistol တလက်60မမကြီး၅လုံးကြီးပေါက်၁၀ခုကြီးမျိုးစုံ1000ဝန်းကျင်နဲ့မီးစက်တလုံးကိုသိမ်းဆည်းရရှိရလို့တင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်သတင်းတစ်ပုဒ်ကတော့လိုင်းတာယာတောင်ကြီးရစကန်ကိုလက်ပြဖုံးပြီးပြတ်ခတ်တိုက်ခိုက်တဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့ရန်ကုန်မြို့လိုင်းတာယာမြို့တဲ့တောင်ကြီးရစကန်ကိုမြို့ပြောက်ပြောက်ချမ်းများကလက်ပြဖုံးပြီးပြတ်ခတ်တိုက်ခဲ့ကြောင်းရဲများထိခိုက်မှုရှိနိုင်ကြောင်းသိရှိရပါတယ်နော်အဲ့တော့လိုင်းတာယာလိုမြို့ကြီးတွေမှာရန်ကုန်မြို့ကြီးတွေမှာတော့မှအခုချိန်မှာဆို UG တဲ့လှုပ်ဆောင်နေတဲ့အနေထားဖြစ်ပါတယ်ယူကောက်ဘွေးနဲ့ပတ်သက်ရင်လည်းဒီလိုမျိုးပဲသူတို့ရတဲ့နေရာနေရသလိုတော်လန်တော့မဖြစ်ပါဘူးနော်ကဲနောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့လေးစားအားကြရတယ်ကျွန်တော်တို့ရဲ့ ရဲဘော်တွေဖြစ်တဲ့ Federal Wing မှာတည်တည်ထုတ်လုပ်ထားတဲ့ robot ခွေးစိတ်ရုပ်ပေါ့နော်ဒီခွေးစိတ်ရုပ်လေးက online မှာပြန်လာတဲ့ခါမှာပြည်သူတွေတော်တော်များတော်တော်များများကြိုးဆူကြတယ်ပေါ့နော်တချို့ကလည်းဒီကခွေးစိတ်ရုပ်ပဲဘာတုံးကြမှာလဲလို့ထင်ပေမဲ့ဒီမှာနီးပညာတွေအများကြီးပေါ့နော်ဒီကနေစစ်ပွားပြီးတော့တုံးလို့ရတာဖြစ်တဲ့အတွက်ပေါ့နော်နီးပညာဘိုင်းမှာဒီကျွန်တော်တို့ PDF လူငယ်တွေကအနိုင်အနိုင်ကြောက်ဆိုတာသိတာတယ်ပေါ့နော်ဒီဒီရဲ့ ခွေးဒီ robot ခွေးထုတ်လုပ်နိုင်ခြင်းအဖြစ်ပေါ့နော်တခြားကျွန်တော်စစ်လက်နက်ပစ္စည်းတွေပေါ့ပါလေစင့်ပွားပြီးတီထွင်နိုင်မယ်ဆိုတာကိုကျွန်တော်အပြည့်အဝယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့တော်လိုင်းမှာနီးပညာလည်းရှိတယ်လူငင်းလည်းရှိတယ်ငွေရပဲလို့ရဖြစ်ပါတယ်နော်အဲ့တော့ federal wing ကဒီတီထွင်ထားတဲ့ဒီစက်ရုပ်ခွေးလေးကိုတစ်ချက်လောက်ကြည့်ကြည့်အောင်နော်မမြင်သေးတဲ့တွေ့ရတယ်ပေါ့နော်อืม சிறிது அபக்ஷமும் ஆளுமே நிகழா ကဲတွေ့ရတိုင်းပေါ့နော်ဒါဆိုရင်တော့ဒါကျွန်တော်တို့ PDF တွေတီထွင်ထားတဲ့စက်ရုပ်ခွေးတွေဖြစ်ပါတယ်အဲ့တော့ဒီလိုစက်ရုပ်ခွေးကိုတီထွင်ခြင်းအဖြစ်တခြားနီးပညာနဲ့ပတ်သက်တဲ့အရာတွေအများကြီးလဲသူတို့စီမှာဒီနီးပညာတွေရောက်နေပြီဆိုတာသိကြပါတယ်နော်အဲ့တော့ကျွန်တော်တို့တော်လိုင်းမှာနီးပညာတွေလူရင်းရတာအပြည့်အဝရှိနေပါပြီလိုအပ်တာတော့ငွေကြေးပဲဖြစ်ပါတယ်နော် ကဲကျွန်တော်ထပ်ကြည့်ရမှာကတော့စစ်ဆောင်တွေမှာသွားပြီးကူညီနေတဲ့ဗိုလ်ကြီးညိုစင်လှူရှာမှုအထက်ကအချို့တချို့နားထောင်ကြည့်တာနော်ဒါဖောင်ဒေးရှင်းခံကိုပြဖို့ထားတဲ့နိုင်ငံတကာမိတ်ဆွေအားလုံးလူရှင်အားလုံးကိုကျေးဇူးတင်တယ်ဆက်မှန်ပြီးတော့ကျွန်တော်တို့ကဒီဆင့်လောက်နဲ့ပြီးပါမဟုတ်ဘူးဒီကလေးတွေကိုပြည့်စုံပြောင်းရင် ီတော်လိုင်းကြီးကိုပြတတ်ပြည်နိုင်တဲ့အထိရှားလိုအပ်တဲ့ပေါ်ချူထောက်ပံ့မှုဒီပညာပိုင်းဆိုင်ရာပေါ့တိုက်ခိုက်ရေးဆမကားတွေလည်းပြင့်တင်ဖို့ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ဒါလည်းနိုင်ငံအနာဂတ်ကိုဆက်လက်ပြုထောင်မယ်ခရီးတွေပညာရေးထောက်ပံ့မှုဖြစ်တယ်။ဒါတော့ကျွန်တော်တို့ဒီဆိုင်တိုက်ခိုက်နေရတဲ့ passive jump အနာရှင်စနစ်ပြုပြဖေရှားနိုင်ရင်အတွက်တော်လိုင်းကြီးလုပ်ငန်းစဉ်တွေကိုလည်းပဲဒီဒီတရားလုံးနေတဲ့ခုချိန်မှာပုံမအရုံစိုက်ဖို့လိုပါလိမ့်မယ်။အားကြောင့်လည်းဒီရပိုင်းကျင်းပမယ်အာဆီယံဆမစ်ထိပ်ပြီးညီလာခံအပြီးမှာမြန်မာနိုင်ငံရဲ့ရွေးအား ညံ့ညံ့ညံ့သွားကြရှိပါတယ်။ဟောအစိုးဘက်ကိုအားသာသွားဖို့တော့မရှိပါဘူး။အကောင်ဘက်ကိုအားသာဖို့ပဲရှိပါတယ်။အဲ့တော့ကျွန်တော်တို့အနေနဲ့တိုင်းပြည်ပြည်ထောင်ရေးကိစ္စတွေဒီကလေးလေးတွေလိုအိုးအိမ်မဲ့ဖြစ်သွားတဲ့ရှစ်ချောင်းဒီသားစုကြီးကိုပြန်လည်ညံ့ဆုံးနေရာချပြည်ထောင်ရေးကိစ္စတွေနောက်တစ်ခါလမ်းမဆက်တွေ infrastructure အပါဝင်ပေါ့အဲ့ဒါတွေအတွက်ကိုလည်းကျွန်တော်တို့နိုင်ငံတကာရောက်ပြည်သူနိုင်ငံတကာအစိုးရအဖွဲ့တွေနဲ့ဖြည့်ပေးပြီးတော့ကျွန်တော်တို့မြန်မာပြည်ထောင်စုကြီးကိုညံ့ဆုံးအင်းငင်းတာယာခွင့်ပြုတိုးတက်ပြီးတော့ဒီကလေးလေးတွေညှိုးလင်းတဲ့ ရင်းကြံသောအနာဂတ်တွေပေါ်ပေါက်အောင်တို့ဆက်လက်ပြီးတော့အားသင့်ပေါ်တိုင်းကြိုးစားကြပါမယ်။တော့ဒီပြည်ပြည်ချင်းပြည်ပြည်အကောင်းဆုံးကြိုးစားကြပါမယ်ဟုတ်လား။ဟုတ်ပြီကဲ။အဲ့တော့တော်တော်ထက်တန်းចောင်းသားចောင်းသူတွေကိုလက်ဆောင်အရင်ဆုံးစပေးပြီးနော်။ကဲကားတော့ဘိုးကြီးနေမျိုးစရင်ဆစ်ရှောင်းနေတွေမှာအចောင်းသူចောင်းသားကလေးငယ်တွေကိုကုညီနေတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်နော်ဗီဒီယိုဖိုင်တော်တော်ရှိတယ်အမှပေးတဲ့ပစ္စည်းလည်းမနည်းဘောနော်တကယ်ပဲအားရစရာကောင်းပါတယ်အဲ့တော့ဘိုးကြီးနေမျိုးစရင်တို့လိုမျိုးပေါ့နော်တကယ်ဆစ်ရှောင်းတွေမှာကုညီတဲ့သူတွေကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နော် ဲနောက်ထပ်ကျွန်တော်နားထောင်ပါကတော့ကျွန်တော်တို့မလေးရှားကနေဖန်ခံရပြီးတော့မြန်မာပြည်ရောက်သွားတဲ့တူစာမောင်တို့မိသားစုကိစ္စနဲ့ပတ်သက်ပြီးတော့ပဟိနီတွေဖြစ်နေကြရပါတော့။အဲ့တော့ဒီဖွဲ့ဒီမိသားစုကတော့တော်လိုင်းရေးမှာထက်ထက်ဝင်ပါတာမျိုးတော့မဟုတ်ပါမယ်လေ။စစ်ကောင်စီကဒီမလေးရှားနယ်ထဲမှာဝင်ဖမ်းတာလား။ဒါမှမဟုတ်မလေးရှားကစစ်ကောင်စီတပ်ပွားမှုမှာသူတို့ကိုဖမ်းပြီးမှမြန်မာပြည်ကိုပြန်ပို့တာလားဆိုတာတော့တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်နော်။အဲ့တော့စစ်ကောင်စီကမလေးရှားကိုအသိမပေးနဲ့သူတို့အဖွဲ့နဲ့သူတို့လာဖမ်းတာမျိုးဆိုရင်တော့ဒါမလေးရှားကိုကြော်ပြီးမှအစိုးရကိုကြော်ပြီးမှလုပ်တာပါနော်။ဒါပေမဲ့ ။တစ်ဖက်ကနေကြည့်လဲမလေးရှားကအစိုးရကဒါကိုပူပေါင်းပြီးလုပ်တယ်ဆိုရင်လည်းဒါမလေးရှားအစိုးရတည်တဲ့ဒါမယိုးသားတဲ့ဟာတွေပါတယ်ပေါ့နော်။အဲ့ဒါတွေကိုတုံးသက်ပေးထားတယ်။မသေးပြီးတော့အတူတူရှင်းအောင်ကြည့်နော်။ဥဆောင်ပြီးလုပ်တဲ့ပကူ PDF plus ဆိုပြီးတော့ campaign တခုတို့လုပ်ခဲ့ပါတယ်။တော်တခုပြီးတခုပေါ်လာတော့နော်။ဒါပေမဲ့ဒီတည်းကနေကျွန်တော်အတိုးလေးပဲပြပြပါမယ်။ဥဆောင်မောင်ကမလေးရှားဘက်မှာတာဝန်ယူပြီးတော့ငွေကောက်ခံတာဖြစ်ပါတယ်။အခုရှိမှကတ်လန်လုပ်တဲ့လူတွေကသူ့ရဲ့ MMRC တက်အပြင် MMRC ကက rate 150ရှိပါတယ်။150ဆိုတာမြန်မာငွေနဲ့တွက်ရင်တော့တသိန်းခွဲဝန်းကျင်ပေါ့ရှင်နော်။ နောက်ပြီးတော့ MMWC ကတ်ဖြစ်တဲ့လူ့ကမာယုံဝန်ကြီးဌာနကလုပ်တယ်ကတ်ကကြတော့တကတ်ကို250လို့ပြောပါတယ်အဲ့ဒါကတော့ ringgit 3သိန်းပွဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုမျိုးရံတောင်သိန်းလုပ်တယ်ဒီပကိုး PDF အတွက်ဆိုရဲအလူငွေအလူငွေကောက်ခံတဲ့အလုပ်ဖြစ်ပါသူရှိမှဒီကတ်တွေလာလုပ်ရင်အဲ့ဒီအလူငွေ50ကိုလည်းတယောက်ကို50ကိုလည်းသူကောက်ခံတာဖြစ်ပါအဲ့ဒီလူမျိုးနဲ့သူကလူပေါင်းတောင်းချီပြီးတော့မှသူရှိမှကတ်တွေလောက်ကြတယ်ဆိုတော့သူကမြန်မြန်အားဖြင့်သူ့ရဲ့ ကတ်တွေကိုလုတ်ဖို့အတွက်ဆိုလို့ရှိရင်လူတစ်ယောက်ကို450 green gain မြန်မာငွေနဲ့တွက်ရင်၄သိန်းခွဲ၅သိန်းဝန်းကျင်လောက်ရှိတယ်ငွေအပေါက်တွေသူ့ရှိမှာလောက်ကြတာဖြစ်တဲ့အတွက်လူပေါင်းတောင်းချီပြီးလို့တော့ဘယ်လောက်ထိအငွေအပေါက်ဖြစ်မလဲဆိုတာကိုခံမှန်းကြည့်ပေါ့ရှင်နော်တော်တော်တော်များပါတယ်လူလုတ်စားသွားတာပါဆိုတော့ကျွန်မကဘာလို့ဒါတွေကိုပြောနေရလဲဆိုလို့ရှိရင်အမှန်အတိုင်းသိစေချင်လို့ပါနော်တချို့ကအတော်လိုင်းဘက်မှာလုပ်နေတာအယူချီကိုစပုတ်ပေးလို့ဖန်ခံရတယ်ဆိုပြီးတော်တော်များများသနာနေကြတာကိုတွေ့ရတယ်ပေါ့နော် ဆိုတော့သူဟာသူဒီဒီတော်လိုင်းရေးပေါ်မှာခုလုံးလုတ်သွားတယ်နာမည်ယူသွားတယ်လူလိမ်ရောက်တာဖြစ်ပါတယ်အယုတ်ကြီးကိုမရောက်ခဲ့ပါဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကတချိန်လုံးအဲ့ဒီလုံကအယုတ်ကြီးနဲ့လည်းချိတ်ဆက်တည်ရှိနေပြီးတော့မှသူ့ရဲ့တရင်းတွေကိုလည်းကြားနေရတာဖြစ်တဲ့အတွက်အဲ့ဒီအချိန်လုံးကလည်းသူကဆရာကြီးဒေါက်တာစိုးဝီစိုးကိုလိုက်လွင်ပြီးတော့မှမိုက်မိုက်ရိုင်းရိုင်းနဲ့ဆဲဆုံနေတာတွေလည်းရှိပါတယ်ဆိုတော့အယုတ်ကြီးနဲ့လည်းအယုတ်ကြီးကလူတိုင်းနဲ့အစေးကတ်တာတော့မဟုတ်ပါဘူး။သူကချိတ်လို့ရတဲ့ link ကိုသူကလျှောက်ချိတ်တာပါ။အဲ့လိုပဲ UM မှာလည်းသူချိတ်လို့ရတဲ့ link နောက်ဆုံးကုတ်ကုတ်ပြောမယ်ဒီစကပြန်ကစသူချိတ်လို့ရချိတ်ပါ။အဲ့ဒီလိုချိတ်ပြီးတော့မှသူကတစ်ဖက်မှာပြန်ပြီးတော့လူတွေကိုလှည့်စားပြီးတော့မှလိန်တာဖြစ်တယ်။ ဲ့တော့ဒါတွေကိုပြန်ပြီးတော့ခြုံငုံပြီးတုံးတက်ရမယ်ဆိုရင်တော်လန်ရဲ့အပေါ်မှာအမျက်ထုတ်လိမ့်လေသွားတယ်လူလိမ့်တယောက်တာဖြစ်ပါတယ်စစ်ကောင်စီကအမ်ထုတ်ပြန်ထားတယ်လို့မျိုး UNG ကို support ပေးလို့ဆိုတဲ့ဟာမျိုးကတော့တက်တက်ဆင်အောင်လွဲပါတယ်ဒါကလုံးဝမဟုတ်ပါဘူးသူဆက်တွေ့တာက UNG ကအလုံသမားရေးဝန်ကြီးဌာနနဲ့ဆက်တွေ့တာပဲဖြစ်ပါတယ်အလုံသမားရေးဝန်ကြီးဌာနစီကိုလည်းပတ်စံနေမရောက်ခဲ့ပါဘူးကျွန်တော်တို့တိရတော့မရောက်ခဲ့ပါဘူး။ဒါတော့လုံသမိုင်းဝန်ကြီးဌာနကပို့ပြီးသိပါလိမ့်မယ်။ကျွန်တော်တို့ကတော့အတန်းကြားရတဲ့အတိုင်းပြောတာကတော့လုံသမိုင်းဝန်ကြီးဌာနကလည်းမရောက်ခဲ့ဘူးလို့ပြောပါတယ်။ဆိုတော့ဒီပုဆက်နေရသူရှိမှာပဲ။ဟိုရှိနေတယ်ပေါ့ရှင်နော်။အဲ့တော့ 哎，你介绍人家不得米了嘛？对个，梅溪街的宋城这事情我看了下吧，宋晨是谁嘞？看 <noise> 嘛，怎么讲？反正你也对了嘞，路标都写了，怎么写掉吧？哎，起码今晚路过来梅溪那个那嘛，过来的路不要嘛，到那一段路会搞方便点的，比较新，这边像我，两边要搞方便的，正确吧？是吧？今晚路梅溪那个那嘛，得走那路线的，正确的，没有停留的嘛，过来没有没有路边两个位置，下面对面的，哎，我，今晚路过，第二个来宋城的看嘛，路上往过来第二个来宋城的嘞，宋城的路怎么过来？哎，也得宋城我，看了一下吧。 ံစမ်းတဲ့ရဲကတနေ့မှာကျွန်မကျွန်မစီကိုမက်ဆေ့ချ်တောင်ဝင်လာတယ်အဲ့ဒီမက်ဆေ့ချ်ကဒီသူသူ့ကိုသူမိတ်ဆက်တာတော့သူကဒီမလေးရှားလွှတ်တော်ပိုင်းဆိုင်ရာမှာအလုပ်လုပ်ရတယ်ရာရှိတယောက်လို့ပြောပါတယ်နော်အဲ့တော့သူ့နာမည်ကိုမိတ်ဆက်ပြီးတော့မှကျွန်မကိုတွေ့မယ်ဆိုပြီးတော့တွေ့ခင်တောင်းတာဖြစ်ပါတယ်အဲ့လိုတွေ့ခင်တောင်းတဲ့အချိန်မှာကျွန်မကလည်းတော်လန်ရေးလုံရေးလူတယောက်ဖြစ်တဲ့အတွက်ဟိုမယုံရဲဘူးပေါ့ရှင်နော်ဘာလို့မှလဲဘယ်ဘက်ကလူတွေဘာမှမသိဘူးလေနော်စစ်ကောင်စီကလက်တံကလည်းဒီအာရှနိုင်ငံတွေအထိကတော့လက်နက်ချေနေရဲဆိုတော့ကျွန်တော်တို့ကလည်းဘာမှတွေ့ရဲခဲ့ဘူးဘာမှတွေ့ရဲတဲ့အတွက်အဲ့ဒီရဲအရာရှိကဘာပြောလဲဆိုလို့ရှိရင်လက်တွေ့ပါမစိုးရိမ်ပါနဲ့မင်းရဲ့ လုံတို့ရေးကိုအပြည့်အဝတာဝန်ယူပါတယ်မင်းလည်းတိုက်တဲ့လူကိုခေါ်လာလို့ရတယ်မင်းချင်းတဲ့နေရာကိုပဲငါတို့လာမှာငါတို့ချင်းတဲ့နေရာကိုမင်းလာမှာမဟုတ်ပါဘူးဆိုတော့ဂရီစကားမျိုးပြောပါတယ်အာမခံစကားပေါ့ရှင်နော်အဲ့တော့ကျမကသွားတွေ့မယ်လို့ရေးကိုအကြောင်းပြန်လိုက်တယ်သူကဒီလိုမျိုးအာမခံပေးတယ်ဆိုတော့ဟိုဒီနေရာမှာတွေ့မလဲဆိုလို့ရှိရင်သူကဒီ time square ပေါ့နော် time square ဆိုတာဒီ glacier မြို့တော်ရဲ့ဒီအလေကောင်မှာပေါ့မြို့လေကောင်မှာရှိတဲ့လူအများကြီးသိတဲ့နေရာဖြစ်ပါတယ်နော်အဲ့ဒီနေရာကို change ဆိုတာဖြစ်တဲ့အတွက်ကျမကလည်းတွတ်တွေ့ခဲ့တယ်။ဒါပေမဲ့ကျမကမလေးစကားကိုကြွန်းကြွန်းချင်တယ်မပြောတတ်ပါဘူး။မလေးစကားကြွန်းကြွန်းချင်တယ်မပြောတတ်တဲ့အတွက် ဒီဘက်ကဒီမလေးရှားနိုင်ငံသားလည်းဖြစ်တယ်ကျွန်တော်တို့မြန်မာလူမျိုးလည်းဖြစ်တယ်ကိုပါဘူးကြီးကိုကျွန်မကိုနေတောင်းခဲ့ပါတယ်မလေးစကားကျွန်မမကြွန့်ကျင်တဲ့အတွက်ကျွန်မကိုစက်ကပြန်ပေးဖို့အတွက်ကိုနေတောင်းခဲ့ပါနောက်ကိုကမလေးရှားနိုင်ငံသားလည်းဖြစ်တဲ့အတွက်ကျွန်မအတခုခုဖြစ်ခဲ့ရင်တည်င်းအဆနာချန်လို့ရအောင်ကျွန်မကခေါ်တဲ့သဘောလည်းဖြစ်ပါပြီးတော့ကိုပါဘူးကြီးဆိုတာလည်းတော်လိုင်းကြီးထဲမှာပါဝင်ကူညီနေတဲ့လူကျုံကျုံလူကျွန်တော်တို့တွေကိုကူညီနေတဲ့လူကြောက်လည်းဖြစ်တဲ့အတွက်ယုံကြည်ပြီးတော့ကျွန်မကစက်ကပြန်ဖြစ်ခေါ်ရခဲ့ပါတယ်အဲ့ချိန်မှာကျမတို့ဒီအရေအရာရှိနေတွေ့ရတယ်ပေါ့တွေ့ရတဲ့အချိန်မှာသူကမပြောလဲဆိုလို့ရှိရင်ကျမတို့ကအတိုင်ခံထားရတဲ့လူတွေဖြစ်တယ်เนาะတိုင်နာကတော့ ဟိုစစ်ကောင်စီဘက်ကတိုင်တာပဲဖြစ်ဖို့များပါတယ်တိုင်တယ်ဘလို့တိုင်တယ်ဘယ်ဝတိုင်တယ်ဆိုတော့ကျမတို့လည်းမမေးမနေတော့ပါဘာဖြစ်လို့လဲဆိုတော့ဒါတွေကသိပြီးသားတွေပဲဟုတ်လို့နော်အဲ့တော့တိုင်တာတယ်ကျမတို့ကိုအကြမ်းဖက်ဖြစ်တိုင်တာလာဖြစ်ပါတယ်ကျမတို့ဆိုတာကကျမကိုအကြမ်းဖက်ဖွဲ့စည်းဖြစ်တိုင်တာလာဖြစ်တယ်ဒါပေမဲ့သူစားမောင်ကိုတော့တိုင်နာရဲ့အမှုတွေကများပါတယ်ဒီ community အမှုတွေလေလေမှုတွေเนาะပြီးတော့ဒီအရင်ကဆက်သွယ်ပြီးတော့ကျန်းဖက်အခွင့်အရေးကိုကူညီနေတယ်ဆိုတော့အမှုတွေပြင်တခြားမှုတွေလည်းပါပါသေးတယ်အဲ့ဒီခေတ်ကကျွန်မကိုအဲ့ဒီလိုမျိုးနင့်ကိုလည်းစုံစမ်းနေတယ် 土葬嘛，我来松山那里交了钱嘛，怎么来？那个啊，哟 <music>，变不了，没啊，我去，他妈不花销，松山那里，那土葬嘛，完了他来跑了，他妈公墓那里可以投哪里？不对嘞，好啦，投地咯，都养山的，比如说的，不理想那个的嘛嘞，就不对呀，零年时候你变的呀，企业都讲没。那我明白，怎么阿哥，阿江拍片带他来上班咯？阿哥讲搞嘛嘞？喏，哎，这阿哥都未来去拍戏嘛？如果阿哥江拍片带他来的时候，人哪概念个，公墓里头的，他没有保险咯？ ဲ့တော့ကျမကမဟုတ်ဘူးငါတို့ကဒီမိုကရေစီအရေးကိုတက်တော့လှုပ်ရှားနေလို့ဖြစ်တယ်မှာပေါ့နော်သူကမောင်အပိုင်းနဲ့ပတ်သက်ရင်တော့ငါကြားလာတာကြားထားရတဲ့လောက်ပဲမင်းကိုပြောနိုင်မယ်ဒါပေမဲ့သူကမောင်အဖွဲ့သေးတာလူမဟုတ်ဘူးငါနဲ့သူကရင်းနှီးတဲ့လူလည်းမဟုတ်ဘူးသူနေတဲ့နေရာကိုလည်းတိတာမသိရဲ့သူကသူနဲ့ပတ်သက်ပြီးမှမပြောရတာလားမရှိဒါပေမဲ့ငါနဲ့ပတ်သက်ပြီးတော့မောင်ဘာကြောင့်အကြမ်းဖက်လို့ဆွဆွရတယ်ငါတို့ကနော်ဒီမိုကရေစီတက်တော့လှုပ်ရှားသူတွေဖြစ်တယ်ဒီအာဏာသိမ်းမှုမတရားမှုကိုစန့်ကျင်တဲ့လူတွေတာဖြစ်တယ်ငါတို့အကြမ်းဖက်မဟုတ်ဘူးဆိုတဲ့အကြောင်းသူ့ကိုရှင်းပြပါတယ်နောက်ပြီးတော့ကျမအလူခံခဲ့တဲ့ကမ်ပိန်းတွေလုပ်ခဲ့တဲ့ဒီပွဲတွေမှာရခဲ့တဲ့ရံပုံငွေတွေ မမြန်မာပြည်ကိုပြန်ပြီးတော့ကုညီပေးတဲ့စစ်ပေးရှောင်းလေးနော်ဒီလက်ရဲဘော်ရဲဘော်လေးပေါ့ရှင်ရဲဘော်လေးစားနပ်ရိတ်ခါလေးကိုကျွန်မကုညီပေးတယ်လို့သူတို့ကပြောလိုက်ပါတယ်ပြောပြောမှကျွန်မတက်ဖို့မေးပါလေပြပါစင်းစရားလေးပေါ့ရှင်နော်ပြရပါတယ်သူတို့တို့ကလည်းကြည့်ပါဆိုတဲ့ခါကျတော့အဲ့ဒီအချိန်မှာသူမေးတာကအများဆုံးကသူစားမောင်နဲ့ပတ်သက်ပြီးတော့ကျွန်မမေးတာဖြစ်ပါတယ်သူကကျွန်မတို့နောက်ကိုလိုက်ဆောင်စမ်းနေတာ6လလောက်ရှိသွားပြီလို့သူပြောပြပါတယ်ဆိုတော့ကျွန်မတို့ကိုအသေးစိတ်ကအစလိုက်ဆောင်စမ်းနေတယ်ဆိုတာကိုခံမှန်းလို့ရတယ်ပေါ့ရှင်နော်ဒါဒီက6လလောက်အချိန်ယူပြီးတော့ဟိုလိုက် โอเคဒါတော့အဲ့တူဆောင်မောင်ကိစ္စနဲ့ပတ်သက်ပြီးတော့အသေးစိတ်ရှင်းပြပေးတာဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာဆိုရင်တူဆောင်မောင်ကဒီမလေးရှားကိုရောက်ရှိလာတဲ့ CDM တွေရဲ့ဒီသူတို့ကနေဒီ UN ကတ်လိုချင်နေဆိုရင်တူဆောင်မောင်ကပတ်စံပေးပြီးတော့အဲ့လိုလောက်ရတယ်လို့ပေါ့เนาะလူ1000ကိုတယောက်ကို450ဆိုနေတော့ငွေမို့เนาะမလေးရှားငွေမီလီယံနဲ့ချီပြီးလိန်သွားတယ်လို့ကြားရတာပေါ့เนาะအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အခုချိန်မှာဆိုရင်ဒါလေးတွေသတိထားဖို့တော့လိုပါတယ်เนาะအဲ့တော့ပေဟိနီဖြစ်နေတာကတော့စစ်စစ်ကောင်စီကဒီမလေးရှားတဲ့ကို ဂိုင်းစတာဆက်ဆံဝင်ဖမ်းတာလားဒါမှမဟုတ်မလေးရှားအစိုးရနဲ့ပေါင်းပြီးမှပဲဖမ်းပြီးပို့ရလားဆိုတော့တိတိကျကျကိုမသိရသေးပါဘူးနော်ကြည့်ရမယ့်တင်ကတော့ကျွန်တော်တို့ဒေသအကြရတယ်အမေစုမရှိဘူးဆိုရင် NLD ကလကားပါဘာမှမဟုတ်ပါဘူးဆိုပြမှာเนาะအမေစုကိုထိုးချနေတယ်ကျောင်းမင်းကိုတဲဖိုက်တာတွေကိုစေးပြီးတော့နောက်ကြည့်အောင်နော် NLD တောက်တဲ့ရောကဖြစ်ဒီကောင်တွေ1990ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီးတဲကနေဒီနေ့ရောက်တဲ့2020ရွေးကောက်ပွဲအထိမှာဒီကောင်တွေကြောက်လန့်နေရစိတ်ဆွဲနေတဲ့အရာ NLD ော်တခုက energy ကောင်းပြင်ချမှာလို့အဲ့လိုပဲသွေးနေကြတာအားကြောက်တယ် energy ဆိုတို့နော်အခုလက်ထက်မှာကြော်မျိုးမင်းကြည့်ကြော်မျိုးပြောရကြည့်တခြားနားလာပါကြည့်ပါ NLD ကိစ္စကိုလည်းကျွန်တော်တို့ပြောပါမယ် NLD ကိုကျွန်တော်ပါတီလို့ဒီနေရာမှာမတော့ပါဘူးအခုတုံးနေဆိုတာကနမူနာပေးတာပါမတော့ပါဘူး NLD ပေါ့ကျွန်တော်ကြည့်ပါဆိုအဲ့ဒါကိုပြောတာအဲ့ဒါကိုပြောတာသူပြောတာနားလေပြန်နားတော့စားစားရပြန်တော့စားရပြန်တော့ကျွန်တော်ပြော NLD ကိစ္စကိုလည်းကျွန်တော်တို့ပြောပါမယ် NLD ကိုကျွန်တော်ပါတီလို့ဒီနေရာမှာမတော့ပါဘူးအခုတုံးနေဆိုတာကနမူနာပေးတာပါမတော့ပါဘူး NLD ပေါ့ဒီလိုပဲတုံးရစီ NLD ကနားလေကျွန်တော်နားလေ ်ဘာပြောချင်လဲဆိုတော့ဘာကိုပြောလဲဟုတ်လားမြန်မာပြည်မှာအန်အန်ဒီဆိုတော့ဘာကိုပြောလဲညိုနတ်ဒီမိုကရေစီဖွဲ့ချုပ်အန်အန်ဒီပါတီကိုပြောရပေါ့လားအဲ့တော့အန်အန်ဒီကိုကျွန်တော်ကဒီညမှာပါတီလို့မသုံးပါဘူးလေအခုတော့ကလည်းနမူနာဆိုတော့အန်အန်ဒီကပါတီလေပါတီကပါတီလို့မသုံးတော့ဘယ်လိုသုံးမလဲဟာဒုက္ခပဲစဉ်းစားကြည့်ဟမ်ပမာစကားကိုပမာပြောရတာတော့စဉ်းစားကြည့်စကားကိုကိုလိုရကိုစွန့်ပြောနေတယ်ပြောတာတော့ဟုတ်ဟုတ်အကောင့်ပြတယ်ခုနကလူတယောက်ပြောပါလေအဲ့ဘောမတယောက် တော်ရတယ်ဟိုတိုင်းပြည်ချစ်တဲ့လူတွေမရှိကြဘူးလေကိုကျော်မျိုးမင်းတောင်မရှိတာကျော်မျိုးမင်းရဲ့ဟိုဟာမင်းပေါ့အိုင်ဒေါ်ပေါ့အဲကျော်ကျော်မျိုးမင်းရဲ့မင်းဖန်တွေပေါ့အဲဒါအဲ့ဒီကသူ့အိုင်ဒေါ်ကျော်မျိုးမင်းဖြစ်မယ်ဆိုတော့ကျော်မျိုးမင်းတို့ကောင်မျိုးကိုစကားနားထောင်လို့ရတယ်ဆိုကျွန်တော်စဉ်းစားလို့မရဘူးမဟုတ်တာတွေကိုအဟုတ်လို့ပြောချင်တာပြောနေတဲ့လူပြောက်ကိုကျွန်တော်အဲ့လိုပြောဘူးလားမဟုတ်ပြောဘူးရင်ကျွန်တော်လည်းပြောတော့အကောင်ပြောတာဘာဖြစ်ကျွန်တော်တို့ကျွန်တော်ဖြစ်ဖြစ်နေတာလေကျွန်တော်တို့နိုင်ငံရေးအတိုင်းအဝန်းဖြစ်ဖြစ်လူမျိုးအတိုင်းအဝန်းဖြစ်ဘာတိုင်းအတိုင်းအဝန်းဖြစ်ဖြစ်ကျွန်တော်တို့တန်းဒီမှာတစ်ဖက်သားပေါ့ မရှိတဲ့ပြစ်ကိုရှိပါတဲ့လောက်ကျန်လီသေးတာတို့ရှိတဲ့ပြစ်မရှိပါဘူးလို့လောက်ကျန်လီသေးတာဒါလို့ရုံမာတဲ့လောက်ရမျိုးတွေမြင်ရတာကျွန်တော်စိတ်ပြက်လုံးမှာရှိရှိတယ်မားမားတယ်လူတိုင်းကအမှားမကြီးဘူးအလုံးလုံးနေအမှားရှိမှာပဲเนาะဒါပေမဲ့ရေရွှေချက်ရှိအောင်မှားတယ်အမှားလားတမင်တက်တက်မှားအောင်မှားတာ Facebook page ကထုတ်ပြန်ပါတယ်။အဲဒီ Facebook page ကဘာထုတ်ပြန်လဲဆိုတော့ तू ကလူ90နှစ်ဦးပါဝင်တက်ရောက်တဲ့အစည်းအဝေးကို Zoom meeting နဲ့ Zoom ကနေစကြည့်ပါရပါတယ်ဆိုတော့ပြောတယ်။90နှစ်ဦးဆိုတဲ့နေရာမှာတက်ချက်ကဒါပါပဲဒီအတူဘိုးလုံးဦးဆောင်ဖွဲ့နှစ်ဦး၊အရန်ဘိုးလုံးဆောင်၄ဦး၊ဘိုးကော်မတီ36ဦး၊အရန်ဘိုးကော်မတီ10ဦး၊တိုင်းနယ်ပြည်နယ်လုံးဦးဆောင်25ဦး၊ဘိုးကြီးရကော်မတီ40ဦးပေါင်း90နှစ်နှစ်ဦးတက်ရောက်ပါတယ်ဆိုပြီးတော့ပြောတယ်။အဲ့တော့အဲ့ဒီမှာဒါပါပဲဒီက manager ကြီးကဒါပါပဲလုပ်တယ်။နော် manager ကြီးကဒါပါပဲလုပ်တယ်။ပြီးတော့ကျဲတဲ့လူတွေလည်းအများကြီးပါတယ်ဗျာနော်။ပါပြီးတော့သူကအစည်းအဝေးဆုံးဖြတ်ချက်တွေလုပ်တယ်။အစည်းအဝေးဆုံးဖြတ်ချက်လုပ်ပြီးတော့အဲ့အစည်းအဝေးကနေဆုံးဖြတ်ချက်တွေစာထုတ်တယ်။အဲ့စာကဘာလဲဆိုတော့ စစ်တပ်အာဏာသိမ်းမှုကြောင့်ဘောဘောလာတော့မြန်မာနိုင်ငံရဲ့ပြည်ထောင်စုကိုဖြစ်ရှင်းရတယ်ခင်ဗျာ။မြန်မာတပ်ကိုစီဖွဲ့ချုပ်ဥက္ကဋ္ဌတောင်အောင်ဆန်းစုကြည်မပါဝင်တော့တက်ဆုံဆွေးနွေးမှုများသည့်ပြည်လည်မှုများရှိနိုင်သောကြောင့်မတရားဖန်ဆီးခံရသောတောင်ဆန်းစုကြည်အပါဝင်နိုင်ငံအချင်းသားများအားလုံးချွတ်ချက်မရှိအ мян ဆုံးလုံးမျိုးကိုလောက်ဆောင်နိုင်သည့်ဒီကနေ့တို့တုံ့ပြန်၍ကြိုးပမ်းဆောင်ရွက်ရန်နော်။အဲ့တော့သူကစကားလုံးအားတစ်ချက်ပေါ့။ဆိုတာတော့လူရင်းပြောရင်တောင်ဆန်းစုကြည်မပါဝင်တဲ့တက်ဆုံဆွေးနွေးမှုတွေကပြည်လည်မှုရအောင်ဘူး။အဲ့တော့တောင်ဆန်းစုကြည်နဲ့နိုင်ငံချင်းသားတို့လုပ်ပေးပါ။တတိယချက်တစ်ချက်တစ်ချက်သူပြောချင်တာလူရင်းကနှစ်ချက်က ချက်တက်ကကျင်းပါမယ်ရွေးကောက်ပွဲဟာအထူးအောင်ရွေးကောက်ပွဲဖြစ်တယ်။ပြည်မနေမှာပြိပခါတွေပိုးပြီးတိုးပါနိုင်ရှိတယ်။ဒါကြောင့်မလို့ဒီရွေးကောက်ပွဲမိသီးနေမှာအတိမတ်မပြူပွားဆောင်ချင်မပြူဖို့ရွေးကောက်ပွဲဆိုင်ကိစ္စတွေကိုကောက်ကတားစီချဖို့တိုင်းတိုင်းမပြည်နေမှာသိမှရှိတယ်လူတွေအကုန်လုံးကိုဒါညွှန်ကြားတဲ့ပုံစံမျိုးပြောတာနော်။ဆိုတော့အဲ့အပါဝေးအပါဝေးနဲ့ဆုံးဖြတ်ချက်၉ချက်ထုတ်ပါတယ်နော်၉ချက်ထုတ်ပါတယ်ပြောတယ်အဲ့မှာသူအထက်၂ချက်ကိုထုတ်ပြောသွားတယ်ဆိုတော့တစ်ချက်ကဒေါ်စန်းစုကြည်လှုပ်ပေးဖို့ဒေါ်စန်းစုလှုပ်ဖို့နှစ်ချက်ကရွေးကောက်ပွဲဆန့်ကျင်ကောက်ပွဲကြောင့်ဖြစ်ရနေတယ်ဆိုတော့ကျွန်တော်အဲ့၂ချက်လုံးဖတ်ပြီးတော့ကျွန်တော်နည်းနည်းတော့ရုပ်စီစီတော့ဖြစ်ပြီးဘာရုပ်စီစီလဲဆိုတော့ဒေါ်စန်းစုကြည်ကိုလှုပ်ပေးဖို့ဆိုသူစီမှာတောင်းဆိုတော့လက်ရှိစစ်တပ်စီမှာတောင်းဖို့မရဘူးတို့ခင်ဗျာ တော့ဆိုတော့အဖြစ်အချင်းချင်းလေးကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်တို့ဒေါက်ဆီမပိုင်တော့ဒေါက်ဆန်းစုကြည်ကိုလှုပ်ပေးဖို့လက်ရှိစစ်တပ်ရှိမှာတောင်းဆိုနေရတယ်သူတို့ခင်ဗျာဆိုတော့ဒေါက်ဆန်းစုကြည်ကိုလက်ထမ်းလာတာမိုးပေါ်တရားပြင်းလက်ထမ်းလာတာတော်ကြုံမင်းမဟုတ်ဒီကောင်ကြီးစကားပြောရင်ဘာတွေဘာတွေပြောလို့ပြောမှမသိဘူးနော်သူတို့သူတို့ပြောချင်တာကိုစွပြောတာသူတို့ပြောတဲ့စကားလုံးအမှန်လို့လုပ်ဖြစ်တယ်အခုလည်းပြောရကြည်ဒေါက်ဆန်းစုကြည်ကိုလေလှုပ်ပေးဖို့အရေးကိုသူလက်ရှိစစ်တပ်ကတောင်းဆိုနေရတယ်ဆိုတော့ဒေါက်ဆန်းစုကြည်ဖမ်းလာတာအဲ့စစ်တပ်ဖမ်းလာတာအဲ့စစ်တပ်ကမတောင်းဆိုလို့တော်မျိုးမင်းအမဲလေးရှိမှာတောင်းဆိုရပါလားအဲ့ပုံကျွန်တော်မသိလို့မေးရပါဟမ် စစ်တပ်ကဖမ်းသွားလို့စစ်တပ်ကပြန်ချီမပြန်လို့ပေးဖို့ပြောတဲ့ဟာကိုသူတို့ကလောဆယ်ဒီစစ်တပ်ချီမှာတောက်ဆိုနေရဆိုတော့ဘာမှတောက်တောက်ဆိုရမလားဆိုမသိဘူးဘာကုလသမဂ္ဂကတောက်တောက်ဆိုရဘူးလားဟမ်ဒါမှဘယ်လိုရှိမှတောက်တောက်ဆိုရဘူးလဲဟုတ်လား အာဒုက္ခဒီကောင်ပြောချင်တာပြောတာပဲဒီကောင်ဟိုဟိုဒါနတရိနမကွာဒါကြောင့်မလို့မင်းကိုမင်းကိုဘူးလက်လက်ဆိုပြောတာအဲဘာမှမတိတဲ့ကောင်နဲ့ဗျမ်းပလာကောင်နဲ့ပြောချင်တဲ့ချက်ပြောတာနည်းနည်းလေးတိပြီးအများကြီးချက်ပြောနေတဲ့ကောင်နဲ့မင်းကိုဘူးလက်လက်ဆိုဒါကြောင့်မဲအောင်နေလေးအကျွန်တော်ရှေ့ဆက်ဖို့ခက်ပါတယ်ကျွန်တော်တို့ဒေါသကြီးလုပ်ပြပါခင်ဗျားလို့ရှေ့ဖို့မတော့မှန်ဘူးတော့ပြပါလေနော်တိတ်တက်တိရှင်ဒီဒေါသကြီးမလုပ်ပြလေဘာမှမဖြစ်ဘူးပါလို့ပြောမှာဒါပေမဲ့ကျွန်တော်တို့ဒေါသကြီးလုပ်ပြပါခင်ဗျားသူစီရအောင်ဆိုစက်ဟုတ်လေဒေါစစ်တက်ကိုအဲ့လောက်ညံ့တဲ့ချိုးသွေးလို့ရှိရင်တော်လှန်ရေးပေါ်တာမကြုံရုံးမင်းမင်းမရှက်ဘူးလားဟုတ်လားမင်းတို့စစ်တက်ကိုအဲ့လောက်ချစ်ခွန်းတော်တယ်တောင်းဆိုနေမယ်ဆိုရင်တော်လှန်ရေးပေါ်မလာဘူးလေ အဲ့ဒါဖြစ်ပဲမင်းတို့စစ်တပ်ကိုစောက်ခွေးမဆိုင်လို့လက်တက်ကနေပြစ်နေပါလေဆိုမှစစ်တပ်ကိုရှခိုးတောက်ပါမပြစ်ဖြစ်နေကြလားအဲ့လိုဖြစ်နေကြတာလားဟုတ်လားအော်အေးပါ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 တကယ်တမလေးအေးပါအေးပါဒီတော့ဟာလာဆက်ကဒေကတာပဲထောက်တယ်ထောက်တယ်ဒါစက်ကတည်းကအဲ့တော့နောက်ဆုံးပါလေစက်တက်ကိုဟိုဒူးတော့တော့မယ်တော့မယ်ပဲဒါပုံပုံလည်းကြောက်ရအောင်ဟိုစာရတာတော့ခက်ကြဲလို့ရုပ်နေမယ်စိတ်ခက်မှာတော့ဒေါသမကြီးကိုလွတ်ပေးပါလွတ်ပေးပါလို့လွတ်ပေးပါအဲ့ဒါမှကျွန်တော်တို့ရှေ့ဆက်ရအောင်လို့ဒေါသမကြီးမပိုင်ရင်တို့ရှေ့မဆက်နိုင်ဘူးလေဒီပဲဟိုပုံပုံလည်းကြောက်အန်ဂျယ်လီတောဆုံးလုံးက တော့အလိုရှိတုံးသားဖြစ်နေတယ်။ဒါဆိုရင် NLD တောက်စုလုံးကြီးရဲ့အသက်သွေးကြောင့်ဒေါက်ဆန်းသိကြီးဖြစ်နေတယ်။ဒါဆိုဒေါက်ဆန်းသိကြီးမရှိရင် NLD ကဘာမှမတုံးဆောင်ရတဲ့ပုံစံဖြစ်သွားပြီးတော့ NLD မှာရှိနေတဲ့မန်ကျော်လေးတို့အောင်ဂျင်ညော့တို့အစရှိတဲ့ NLD ရဲ့ထိပ်ပိုင်းအရာရှိတွေကိုခေါင်းဆောင်ပြီးပါရင်ညာတွေကိုတော့ဒေါက်ဆန်းသိကြီးမရှိဘူးတို့လည်းမရှိဘူးဒီလိမ့်မယ်ဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ပြန်တွေးကြည့်ကြမယ်ဆိုရင်လူတစ်ယောက်ပဲဖြစ်ဖြစ်ဟိုဟိုပုံပုံတူပဲအဖွဲ့တစ်ခုပဲဖြစ်ဖြစ်သူမရှိရင်မဖြစ်ပါဘူးသူမရှိရင်ငါတို့ရှေ့ဆက်လို့မရဘူးသူမရှိရင်မဖြစ်ပါဘူးသူသူဘာမှဖြစ်တော့မှာသူစဉ်းစားပါစဉ်းစားပါခဏစဉ်းစားပါတိုင်းပြည်ပြည်ကကျွန်တော်လူတစ်ယောက်တည်းဆုံးဖြတ်ပြီးလို့ရလားရလားတိုင်းပြည်ပြည်က ော်မျိုးမင်းဆိုတဲ့ကောင်ကတော်တော်အတိမဲ့လာတာပါလားဟုတ်ကဲ့တိုင်းပြည်တစ်ခုရဲ့ကံကြမ္မာလူတယောက်တည်းဆုံးဖြတ်ပြီးလို့မရဘူးဒါပေမဲ့မြန်မာပြည်မှာလူထုထောက်ခံမှုအများဆုံးတို့ကဘယ်သူလဲမရောက်နိုင်တော်ဆန်းစုကြည်ဟုတ်တယ်နော်ဟိုမှာစစ်တပ်အမိုင်းထောက်ခံတဲ့ကိုမောင်ကိုတိုင်ပြောထားတယ်နော်တော်ဆန်းစုကြည်ကမြန်မာပြည်မှာလူထုထောက်ခံမှုအနည်းဆုံး60ကျော်ရာခိုင်နှုန်းရှိတယ်အဲ့တော့နိုင်ငံတစ်ခုလုံးကလူထု60ရာခိုင်နှုန်းထောက်ခံတဲ့ပုံကိုတယောက်ကိုဒီအတုံးပြူပြီးတော့တိုင်းပြည်တိုးတက်ဖို့အတွက်မလုပ်ဘဲနဲ့ဒီပုံကိုဖမ်းပြီးတော့ထောင်ထဲထည့်ထားတယ် ဘယ်သူမှမထောက်ခံမဲ့တနိုင်ငံလုံးဘအင်းနဲ့လမ်းတုံနေတဲ့ကောင်ကတိုင်းပြည်ကိုတက်အောင်ချုပ်ဖို့လုပ်နေတာကိုမင်းတို့ကထောက်ခံတယ်မလားအဲ့ဒါမင်းတို့ကတန်ဖို့မင်းတို့ကအပိုင်ဒါပေမဲ့ NLD ပါတီမှာဒေါအောင်ဆန်းစုကြည်မရှိမရဘူးလားဆိုတဲ့စကားကိုငါ NLD ပါတီဝင်ဖို့တော့ဖြေပေးမယ်ဒေါအောင်ဆန်းစုကြည်မရှိလဲ NLD ပါတီကရဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ရှိ NLD ပါတီဟာပိုကောင်းရှင်းလားနော်အခုထပ်ပြောင်းအောင်ဆိုတော့ဒေါအောင်ဆန်းစုကြည်နော်သုံးမယ်လူအချိန်တိုင်းပြင်ပါမယ် အန္တရီပါတီရက်တီမှာရက်တီဘောမှာသူတို့ဆက်လက်ဝမ်းမှာပဲရှိတဲ့ကောင်းဆောင်တွေလူငယ်ကောင်းဆောင်တွေတက်လာမှာပဲနော်အန္တရီပါတီမှာအောက်ချေလူငယ်စီယုံရဲ့အဆင့်ကနေတပြေးပြေးနဲ့တက်တော့တာအပေါင်းတက်တော့တယ်ဂျိုးစားရင်ဂျိုးစားတဲ့နေရာရတယ်မိမဲလေးတွေစစ်ခွဲပါတီကြံ့ဖို့ပါတီမှာနေရာရတာအန္တရီလိုမျိုးနေရာရတာဟမ်ဆောက်ယူမှာမဟုတ်ပါဘူးကျွန်တော်မင်းဝင်ပြိုင်နေတဲ့အဲ့ဒီပြိုင်နေလူဆဲကံဒီကြိုက်လို့ပြောအခုဆန္ဒမင်းတို့ဘယ်လိုဖြစ်နေလဲဟမ်အာဒုက္ခပါပဲဘာသူကဝင်တယ်ပြေးအောင်မယ် ဒီလိုမျိုးလားအဲ့ဆိုကျွန်တော်ကဘာဘာအောင်လို့ဘာလို့ရအောင်လဲမင်းဖေ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 ဖာနမောင်မေးဒီအဲ့ဒါမင်းဖေတွေကြီးပြန်အန္တရာယ်ဟိုနေနေရလွတ်တော်ကိုယ်စားလေတရားဘောနောမင်းဖေတွေကြီးတရားမှမလို့ဘူးပြန်ကုတ်ကုတ်ပြန်စလာကျွန်တော်ရွှေရှင်းလေးပြန်တော့ကျွန်တော်ပုတ်ပုတ်ကုတ်ကုတ်တော့တက်ကလေးရှိဘူးကျွန်တော်ပုတ်ပုတ်ကုတ်ကုတ်မှာပုတ်ရပါရှိကျွန်တော်မှရှိရှင်းတယ်ပြန်တယ်မလေးတော်ရီတော့ဟမ်မင်းလည်းပေါ်မှာနော်ဟမ်မင်းအောင်လည်းလက်ချောင်းအောင်အားဟမ်ကျွန်တော်ပုတ်ရတာလေးပုတ်ရပဲကုတ်ကုတ်မယ်ကျွန်တော်ရဲ့ပုတ်ရကုတ်ကုတ်ကအားရှင်းရှင်းပြန်တယ်ကျွန်တော်ပုတ်ရကုတ်ကုတ် ဒါဘုရားမရှိလို့ကျွန်တော်တို့ကျွန်တော်တို့ကလိုက်တည်ပြမယ်တော့မဟုတ်ဘူးဘုရားမရှိဘုရားတရားတော်နဲ့ကျွန်တော် selection တန်းနဲ့ကျွန်တော်တို့ကိုကျွန်တော်တို့ပို့ပြီးတော့ခြေပါဘုရားတရားနဲ့အညီနဲ့ကျွန်တော်တို့ကျူတာလေဒါပဲပို့နေတော့ကျွန်တော်နေတာပဲတနေ့တနေ့ဖုဒ္ဓဝါအာမှုတော်ဝါသားတွေတနေ့တွေပြောဖုဒ္ဓဝါသားကိုလူမျိုးမကောင်းတာတွေပြောအယောဂီကျမ်းတန်းနဲ့စကားတွေပြောဒါဒါဘုရားဗလာဝင်ဖြစ်တယ်ဟဲ့အပေါ်တွေမပြောနဲ့တိလားမင်းတို့လုပ်ကြည့်လုပ်ပြီးပဲဘာအိုက်ဆောမကနဲ့လူမျိုးမှာလူမျိုးမှာလူလိမ်ရလူလိမ်ပဲမင်းတနေ့လုံးပြောတဲ့စကားမဟုတ်တာအဟုတ်လို့ပြီးတော့ကလိန်တစ်ပြည့်မပြောတဲ့နေရှိလားကိုကိုမင်းကြည့်နော်မင်းမင်းဘုရားပါတာဘုရားတရားတော်တိုင်းလိုက်တာကြည့်တော့နေဆိုရင် မဟုတ်တာကိုဟုတ်ပါတယ်လို့ဟုတ်တာကိုမဟုတ်ပါဘူးလို့မင်းလိန်ညာပြီးမပြောတဲ့နေရှိအဲ့ဒါလေးပဲကြည့်အများကြီးမကြည့်နဲ့နော်ဒါနဲ့ကျွန်တော်တို့ကအဲ့လိုစဉ်းစားတယ်အဲ့တော့လူဟာရှင်းရှင်းပဲကိုကိုတည်ရတယ်တော်အတော်စိတ်ပြည့်စရာကြီးတော့ကျွန်တော်နိုင်ငံမှာဗျာဒါလို့ကျွန်တော်ကျွန်တော်တွေးတယ်ညနေအောင်ကျွန်တော်ပြောတယ်ဟောငါတို့နိုင်ငံမတော်လို့တော်လန်ရင်းနဲ့မနိုင်ဘူးဆိုဒီကောင်လေးဘယ်လိုဖြစ်သွားကြမ်းလဲသိဘူးလို့ဟမ်စဉ်းစားကြည့်ဗျာအကောင်းဆုံးတော့ကျွန်တော်လေးအဲ့ဒီစိတ်တစ်ခုနဲ့ပဲနိုင်ငံရေးမှာအမောက်ခံပြီးပါနေတယ်တော့အခုဆိုရင်ဘောမှလည်းဆိုကျွန်တော်အသေးယွန်းတာဘယ်လောက်ထိယွန်းလဲဆိုရင်လေ အခုဆိုဘာမှဘူးမနီဘာမီကိုမိမတရအောင်နော်တက်မပြေတာပါဆဲကျင်တိုင်းဆဲနေတာနော်ကျွန်တော်လိုက်ပေါ်ခေါ်သိတယ်လိုက်နှစ်နာရီလွှင့်ပြီးစောက်ပြီးခေါ်သိတယ်တက်မလာရဲဘူးအဲ့ဒီမိမဆဲတော့သူတို့ကဝမ်းသာအားရအားနဲ့အဲ့ဒီဟာကိုကျွန်တော်ကျွန်တော်ပုံလေးနဲ့ထက်ထက်ကလုံးအော်ကျွန်တော်ကြည့်ဒီကောင်ကြီးငါ့ကိုတားကြီးဟိုနိုင်စေချင်တာဖြစ်စေချင်တာဘယ်လိုကျွန်တော်ကိုမုန်းတော့လေယွန်းတော့သူတို့ဘယ်သူကဘာပြောမလဲပြောပြောတဲ့လူသူတို့သူတို့မှန်မှားတာတွေမှန်တာတွေကောင်းတာတွေဆိုတယ်ကျွန်တော်တို့ဒီဟာငါစီပြောနေဆိုအဲ့လိုတော့အဘေးဘေးကစီကိုဟမ်အကောင့်တူလေးနဲ့သူတို့ကြည့်တော့လေ ော်တနာဖို့တော်ကောင်းတယ်နော်ဒီကောင်လေးဘောကဟမ်ဘယ်လိုပြောမလဲနိုင်ကျင်စောတစ်ခုနဲ့တက်မပြတ်တင်းမပြတ်ကိုလည်းဆရာတင်လို့တင်းဟမ်ယူနေတဲ့အမျိုးနဲ့ဆရာတင်လို့တင်းတို့ဘောကဟောဖြစ်နေတာကြည့်လိုက်တော့အကောက်တူတည်းနေပြီအဲ့ချောင်းကျဲစားအုပ်စုဟမ်တိတ်ခါရှိရှိတရားအောင်မပြောရဘူးငါပြောတာရှင်းရှင်းလေးကွာတော်နိုင်ရင်နဲ့ပတ်သက်လို့နော်နိုင်ငံရေးနဲ့ပတ်သက်ဒါနိုင်ငံရေးဆိုတာအခုနိုင်ငံရေးစကားတွေပေါ့နိုင်ငံရေးစကားတွေနဲ့ပတ်သက်လို့ကိုစီမဟုတ်မမှန်တာလောက်ကျန်လီစဲကလေးကကြစ်ပြောနေလုံနေတာရှိလာခဲ့အချိန်မင်းလာခဲ့ပြော ကဲဒါတော့ကိုစီရဲ့တုံးသက်ထားတဲ့ဗီဒီယိုပိုင်းဖြစ်ပါရဲ့နော်အဲ့တော့ကျော်မြင့်မြင့်ကတော့ပြောင်းလဲပြောင်းစားတွေပြောနေတာပါနော်ပြောလိုက်သေးတယ်ဗုဒ္ဓပဲရှိတယ်သူကိုကိုွေတာလေနော်ခုနကိုစီပြောလိုက်တဲ့အတိုင်းပါပဲနော်ဟိုအာကောင်ထောက်နေပြီအဲ့တော့ဘာပဲပြောပြောဘောမတွေကတော့ဘောမအလုံးလုံးနေကြတာပါနော်သူတို့ပါဇက်ကထွက်တဲ့မြန်စကလုံးနေရလဲဘာမှတိတ်ခါမရှိတော့ဘူးနော်အဲ့တော့ဘာပဲပြောဒါတွေကပြည်သူလူထုနဲ့တော်တော်လိုင်းတွေကိုတွေးခွင်းနေတဲ့အနေထားတွေဖြစ်ပါရဲ့နော် โอเคဒီညအတွက်သတင်းပြီးတော့ဒီလောက်ပါပဲအစားဆုံးကြည့်ပေးကြရင်မြတ်ပါပြီသူရောက်စရန2ပဲချစ်စစ်တင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းမင်းခြင်းနဲ့ပြည့်စုံပြီးတော့ချမ်းဖတ်မင်းအောင်လည်းစစ်ပေးငလင်ပေးဘေးရင်တွေပေါင်းစုံနဲ့ကင်းလွတ်ကြပြီးတော့အားလုံးပဲချမ်းသာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ